တော်လန်ပါလားရင်ခတ်ပါလားအယုတ်ကနေအာဆောင် AK47 အဲ့အဲ့လေ9000ပေးမယ်ဘလို့ပေးမလဲဆိုတော့ဒီဘင်္ဂလားဒေ့အစိုးရနဲ့ဆက်ပြီးတော့ပေးမယ်ဒီဗီဒီယိုကတော့ပြပြပြီးတော့ဘာသာပြန်ပေးလိုက်ကြဗျာမှန်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 သူသူဗီဒီယိုကတော့ပြပြမှန်မှန်သူထင်တယ်သူခေါ်ချနေတာဘာကြီးအောင်မေးတာမသိဘူးဟမ်ဟမ်တစီဦး ားလုံးပဲမင်္ဂလာပါရှူ family မှပြန်လဲကြိုဆိုလိုက်ပါတယ်ဓမ္မဖက်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါလားဟုတ်ကဲ့ကျွန်တော်တို့အတွက်ပြောရှင်ကြည်နူးခွန်အားဖြစ်စေမယ့်ရုပ်တံလေးနဲ့တော်လန်ပါလားရင်ခတ်ပါလားဒီစကားတွေကခုလက်ရှိချိန်မှာပြောပြနေကြမှာမလို့တော့လို့ထင်ပါတယ်တော်လန်ကြီးကကိုနဲ့မဆိုင်တော့ဘူးလို့ခုချိန်ထိထင်နေတော့မယ်လားโอเคအပြစ်မဲ့ပြည်သူတွေကိုအမျိုးမျိုးညှဉ်းပန်းနှိပ်စက်နေတယ်အာနာရှင်ကလေးငယ်တွေစတင်ကြောင်းတွေဘုံကြီးကြောင်းတွေရဟန်းတန်ဃာတွေစစ်ပေးဆောင်ပြည်သူတွေ အစရှိတဲ့ဤသူတွေကိုအမျိုးမျိုးနှင်းပန်းနှိပ်စက်နေပြီးလေချောင်းနဲ့တိုက်ခိုက်တက်ဖြတ်နေတဲ့အာနာရှင်။နိုင်ငံသားတိုင်းရာသီနဲ့အခွင့်အရေးကို ဆုံးရှုံးခံပြီးအာနာရှင်ကိုမဲပေးကြမှုအခြားစဉ်းစားကြအောင်လို့ဖက်စင်ရွေးကခွေးထွက်ပါမဲမပေးနဲ့တပိမကျွန်တော်ချစ်ဖို့ကောင်းတဲ့ညီမလေးရဲ့တောင်းသွေးမအေးပဲနဲ့အတိတ်တရားရှိသေးတာကျွန်တော်မိသားစုတွေဘာလို့တင့်လဲဆိုတာသဘောပေါက်မှာပါဗျာ။ ဟုတ်ကဲ့ဒီသတင်းရုတ်တံလေးကတော့เนาะရခိုင်ပြည်မှာတောင်းကျမ်းနေတဲ့အာဆာနဲ့ပတ်သက်ပြီးတော့တရုတ်ရဲ့ပံ့ပိုးမှုဘယ်လောက်ရှိလဲအာဖဂန်ရိုဂျာဆာဗေးရှင်းအာမီအာဆာအဲ့ဒီအာဆာကို AK47 အလက်9000ပေးဖို့လုပ်တယ် AK47 အလက်9000ပေးမယ်တရုတ်ကနေအာဆာကို AK47 အလက်အလက်9000ပေးမယ်ဘယ်လိုပေးမလဲဆိုတော့ဒီဘင်္ဂလားဒေ့အစိုးရနဲ့ဆက်ပြီးတော့ပေးမယ်ဘင်္ဂလားဒေ့မှာလောလောဆယ်တက်နေတဲ့အစိုးရကအစိုးရရောက်တဲ့အယူဆရှိတယ်ဗောအဲ့ဒီ အုပ်စုနဲ့အစိုးရနဲ့ညှိပြီးတော့မှအာစာကို AK47 အလက်၅000ပဲ။အဲ့တော့ဒါကြောင့်လည်းအာစာကောင်းဆောင်ကရခိုင်ကိုတိမ့်မယ်ဆိုတာကိုအဲ့ရအောင်တော့ထုတ်လာတာ။ထောက်ပြောလာအလကားပြောတာမဟုတ်ဘူး။တရုတ်ကနေဒီကို AK47 အလက်၅000ပေးဖို့လို့စီစဉ်ထားတယ်။ဘာကြောင့်စီစဉ်လဲ။အလကားတတ်တော် AA ကိုခြေမုံ့မရရင်တော့တရုတ်အနေနဲ့ကဒီအာရခတတော်ကိုပါအဲ့ဒီပုံစံနဲ့ခြေမုံးပြီးတော့မှเนาะ ဒီရခိုင်မှာသူတို့အလိုကျ gas pipe line တွေကြောက်ဖြူစီမံကိန်းတွေဒီကောင်တွေကတားဝယ်ဖို့ချုပ်ကင်ဖို့တောင်းလုပ်နေတာဒါကြောင့်မို့အာရခတတ်တော်အနေနဲ့အရေးကြီးတဲ့အချက်ကဘာလဲဆိုတော့ဒီတရုတ်ကနေပြီးတော့မှအာစာကိုဒီလိုလက်နဲ့တွေပေးလိုက်တယ်ဆိုရင်ဒါကရှိရှိပြောရရင်တော့နော်ဒီဒီအချက်ဒီဗမာနိုင်ငံနေမကဘူးနော်ဒီကြောက်ဖြူရေနဲ့စီမံကိန်းရော แล้วก็อเมริกาเองลงจงยี่ว่าที่ใครเอาลงราเดียสุดเลยดวดีเอชเอกูจะนรูว่ามีดีอมาเนาะการเงินก็รูนี่ยแต่ยังไม่รู้เที่ยวแค่จะสิ่งบาบเลือดสวยดีเนาะกี่อันเองเลยนั่นเอเที่ยวลงมไหมเสือกูเกสานเนี่ยลงมหมแล้วก็อาซากูเอเกฟอร์ดิเซเบอร์อะไรงาบางเปดีออกมาอะไรก็ตัดออกูเชื่อมุกตัวลงไหมถทารืกอเนี้ยจะนอรั้ก็รู้ว่ามีตัวไหนบรีสิบุลูเลยจระนี่น้องตัวเจนี่ ကဲလူကြီးပိုင်းနေခမားတို့လေဘာလို့တင့်လဲဆိုတာစဉ်းစားပါဒီတရုတ်နဲ့ပတ်သက်တာတွေမကင်းနိုင်သေးရွကျွန်တော်တို့ဒီဒေါ်လာရေးပြီးပြမှာမဟုတ်ဘူးအေးအေးတရုတ်မျက်နှာကိုကြည့်စရာမလိုဘူးကျွန်တော်တို့ညီနောင်သွေးချင်းဗမာ PDF တွေတရုတ်မျက်နှာကိုကြည့်စရာမလိုဘူးလှုပ်တဲ့လှုပ်ထိုက်တာကိုစူပေါင်းမှုအားနဲ့ပြက်ပြက်သားသားလှုပ်ပေးပါလို့တောင်းဆိုပြရသည်ဒိုင်တာကိုပေါ့နဲ့ကိုမင်းမော်ကွန်းတို့ဥဆောင်ပြီးတော့ရိုက်ထားတယ်ပြုံပြုံလေးရုပ်ရှင်ကား အဲ့ဒီရုပ်ရှင်ကားကိုအခုလက်ရှိထိုင်းနိုင်ငံမှာ ပြသနေတယ်။နော်လာမယ့်17လပိုင်း23ရက်နေ့မှာစမှုပကံမှာပြမယ်။မဲဆောက်မှာပြခဲ့ပြီ။အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ဘောမတွေရက်ကွက်ကထလောင်းနေကြတာ။အဲ့ဒီထလောင်းနေတဲ့အထက်မှာနော်တက်ကုန်းဒဇင်ဦးဘလို့လောင်နေဆိုတာတစ်ချက်ကြည့်ပါပါ။နော်ကွာတော့တားဖြန်တော့မဟုတ်ဘူးเนาะဒါပေမဲ့ထိုင်းနိုင်ငံနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ပြောချင်တာလေးရှိသေးတယ်။အဲ့ဒါကလည်းဆိုတော့ဒါမဲ့နိုဝင်ဘာလ23ရက်နေ့မှာ အဲဒီထိုင်းနိုင်ငံစမုတ်ပကံဟုတ်တယ်စမုတ်ပကံမှာအဲဘာလို့လဲဆိုလို့ရှိရင်ဒီ driver ကိုပေါက်ပါ driver ကိုပေါက်ရိုက်ကူးထားတယ်ပြီးရင်မင်းမကောအပါဝင်တခြားသောဒီအကြမ်းဖက်ဗီဒီယိုတွေတရုပ်ဆောင်ထားတယ်ပြောပြောလေးအဲကျွန်တော်တို့ရဲ့ဗီဒီယိုဖိုင်နဲ့ရှေ့မှာဆိုတော့အတန်တော့မြန်ထားတယ်နော်ဆိုတော့စကားလုံးတင်နေဆိုပြီးတော့ကြုံညာချရတယ်အဲ့တော့တို့လူမှုကွန်ရက်တင်းနေအရာတော့အဲ့လိုမျိုးလေးထားအောင်ဆိုတော့ချင်းမိုင်ပါလေချင်းမိုင်ပါမဲဆောင်ပါတော့တို့ဒီကြုံတင်ပြီးသွားပြီဆိုပြီးတော့တို့ရဲ့လူမှုကွန်ရက်တင်းနေအရာသိရတယ်ပေါ့နော်ဘယ်ရက်နေ့မှတင်လဲဆိုတော့ကျွန်တော်မသိဘူးဒါပေမဲ့အခုဒီလာမနွေပါလား23ရက်နေ့မှာတော့ အဲဒီထိုင်းနိုင်ငံ Facebook ပကံမှာအဲ့တို့ဒီကောက်ကိုယုံတင်မယ်အခုလက်မှတ်တီးတော့တို့ချောင်းနေကြပြီလို့သိရတယ်ပေါ့နော်အဲဒါဒါတိတက်လာတယ်အဲ့တော့ဒီကနေ့လဲ information team မှာလဲကျွန်တော်ဝင်ပြီးတော့မေးခဲ့လိုက်ပါတယ်နော်ထိုင်းနိုင်ငံအဲ့လိုအဲ့လိုတွေလုပ်နေတယ်အချမ်းဖက်သမားတွေကိုထောက်ပို့ဖို့အတွက်ထောက်ပံ့ဖို့ရအတွက်စကားတွေမှာယုံတင်နေရဲအဲ့ဒါကိုကျွန်တော်တို့မြန်မာနိုင်ငံအစိုးရအနေနဲ့ရောတရမန်ရေးရအနေနဲ့ရောထိုင်းနိုင်ငံကိုအတိပေးတာတွေအချောင်းချစာတွေအဲ့လုတ်တာတွေလုတ်တလားပေါ့နော်လုတ်လုတ်ဖို့အစီအစဉ်ရှိလားမရှိဘူးလားပေါ့ကျွန်တော်အဲ့ဒါလေးတော်မိထားတယ် information team မှာအခုချိန်ဒီတော့မဖြေသေးဘူးနိုင်ပါတယ်မှန်တယ်အခုဒါညနေ6နာရီကျော်ပြီပေါ့နော်အခုချိန်ဒီတော့ကျွန်တော်အဖြေမရသေးဘူးကျွန်တော်အဲ့လိုတွေမိထားတယ် အဲတပတ်သူအဲ့တော့ထိုင်းနိုင်ငံကလေဟိုအချက်စာရိတ်ကဘယ်လောက်ထိုင်းနိုင်ငံကမြန်မာနိုင်ငံပေါ်အချက်စာရိတ်ကဘယ်လောက်မကောင်းလဲဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံတွေကလက်နက်ကိုင်တောင်းကျမ်းသူတွေပေါ့နော်လက်နက်ကိုင်တောင်းကျမ်းသူတွေကိုသူတို့နိုင်ငံထဲမှာအေးစနစ်လွတ်လပ်လပ်သွားလာနေထိုင်နေပေးထားတယ်အဲဒီလက်နက်ကိုင်တောင်းကျမ်းသူတွေရဲ့ပိုင်ဆိုင်မှုထိုင်းနိုင်ငံမှာအေးစနစ်တက်ခတ်ထားရှိထားတယ်ပြီးရင်ကျွန်တော်မြန်မာနိုင်ငံမှာ2021ခုနှစ်မှာနိုင်ငံဖြစ်စဉ်ကြီးဖြစ်တော့ခါကြတော့ကျွန်တော်နိုင်ငံရဲ့ဒီနိုင်ငံတော်ဒေါ်လာပုံကံမဲ့သူတွေအစိုးရကဒေါ်လာပုံကံမဲ့သူတွေအကောင်အဘယ်ရောက်လဲဆိုအဲထိုင်းနိုင်ငံမဲ့ဆောက်ကနေပြီးတော့ဟိုချင်းမအောင်ရောက်တို့ထိုင်းနိုင်ငံပိုင်းက သူတချို့ကပါပါတယ်။အဲကျွန်မအဲ့တော့ကျွန်မတရင်ရသမျှအကုန်လုံးစုဆောင်းပြီးတော့တောင်ရှိသူတွေပို့ခဲ့မှုတွေပေါ့နော်။အဲ့ထိုင်းနိုင်ငံကအဲ့တောင်ရှိတဲ့ပုံကိုယ်ကိုယ်တိုင်သူကကားနဲ့ကယ်ရီလိုက်ပေးရ။မြန်မာနိုင်ငံကဒီမဲဆောက်ကနေပြီးချင်းမာတီဖတ်ပလောက်ဆိုပြီးတော့တကယ်ရပြီပို့ပေးရ။ဒီစီရမ်လုပ်တဲ့သူတွေပေါ့နော်။စီရမ်လုပ်တဲ့သူတွေပြီးရင်နောက်ထပ်တမိုင်းနိုင်ငံကိုထပ်ပြီးတော့ဒါ refugee အနေနဲ့ရှောက်ထားမဲ့သူတွေအမေရိကသွားမဲ့သူတွေအော်စီသွားမဲ့သူတွေအဲ့အကုန်လုံးသူကတခါလေကယ်ရီရပြီပို့ပေးရ။ချင်းမာအောင်လာဆိုပြီးချင်းမာမှာတစ်ဆင့်နောက်ထပ်နိုင်ငံနိုင်ငံတကာနိုင်ငံတွေကိုသွားပေါ့။အဲ့လိုမျိုးလုပ်ပေးရ။ဆိုတော့ထိုင်းနိုင်ငံအဲ့လိုမျိုးအချင်းလိုက်တာရှိတယ်။ပြီးရင်မြန်မာနိုင်ငံကတောင်းဆိုသူတွေအားလုံးလက်ခံပေးထားတယ်ထိုင်းနိုင်ငံ။ ပြီးတောင်းကျန်သူတွေလည်းခံတာပေါ့အဲဒီတောင်းကျန်သူတွေကိုဆက်ပြီးတော့ရှင်းတမ်းတာလို့အဲဒီတောင်းကျန်သူတွေရောင်းငွေရှာတာတွေနဲ့ပတ်သက်ပြီးတော့ကုညီအားပေးထားတယ်အခုဆိုရုပ်ရှင်တွေပြပြီးတော့မှာဟုတ်သူတို့စိတ်ထဲမှာလေစစ်တပ်ကဘာလုပ်လို့မှန်တယ်စစ်တပ်ကလူတက်လည်းမှန်တယ်မီးရှို့လည်းမှန်တယ်ဓမြပိုက်လည်းမှန်တယ်ဟုတ်တန်းစားနော်အခုဒီဒီနေ့ခင်ဖြစ်နေတဲ့နိုင်ငံခင်းချင်းကိုကြီးလိုက်ပါ။အဲစစ်တပ်ကဘာလုပ်လို့မှားတယ်လို့မရတော့ဘူးလား။ကျွန်တော်တည်ချင်အဲ့ဒါစစ်တပ်ကဘာလုပ်လို့မှန်တယ် ဒီစစ်သက်ကိုစန့်တင်တဲ့လူပုတ်ကိုအဖွဲ့စည်းမှန်တယ်များဒီတောင်ရန်လူတွေအာဘာတွေညာတွေမျိုးစုံနဲ့မတက်နော်အဲ့တော့ဒါကြီးကကိုကိုပြောနေတဲ့စကားတုံးစကားတခွန်းဆိုတာတရားမျှတမှုရှိဖို့လိုအပ်တယ်လေအဲ့တော့လက်ရှိဒီနေ့ဖြစ်နေတဲ့နိုင်ငံရေးအခင်းအကျင်းမှာစစ်သက်ကမှန်နေတာမှားနေတာလားအဲ့တောင်းညံလူဆိုတာဘာကိုပြောတာလဲတောင်းညံလူဆိုတာမင်းအောင်နိုင်နော် လက်ရှိမြန်မာနိုင်ငံဘာဖြစ်နေလဲအေးချမ်းနေတာဒီပြည်လူတွေထဆန္ဒပြလို့တိုင်းပြည်ရောအခုလိုဆူရလားမင်းရောက်နေအာဏာထတိုင်းလို့အခုလိုဆူရလားမင်းနိုင်ငံမဲခိုးတဲ့ဆိုတာခွေးစကားခွေးယုံတဲ့စကားလူလဲလာဝင်မပြောနဲ့နော် NLD ဆိုတာမဲခိုးမှနိုင်ရတဲ့ပါတီမဟုတ်ဘူးကိုပတ်ဝင်းချင်းမှာမဲလိုက်ငယ်မဲဖို့လဲဆိုရင်ကိုပတ်ဝင်းချင်းမှာနေငယ်ကကျွန်တော်ရီချင်လုပ်လိုက်တဲ့ဗီဒီယိုဖိုင်ထဲကဒီထိုင်းနိုင်ငံရောက်နေတဲ့နော်ညီကိုတယောက်ပြောသလိုပဲကိုပတ်ဝင်းချင်းမှာပဲကိုအရင်မေးကြည့်အောင်2020မှာမဲသေးခဲ့လားနော်လူတွေလိုက်မေးကြည့် မဲပေးခဲ့တယ်ဆိုရင်ဘဒုကိုပါတီကိုအားပေးခဲ့တယ်။လိုက်မေးကြည့်ပါအဲ့တော့ NND ဆိုတာမဲပိုးမှနိုင်ရတဲ့ပါတီမဟုတ်မြန်မာပြည်မှာမဲပိုးတာဘဒုလဲဆိုတာခလေးရဆာကိုေးဆုံးအကုန်တည်တယ်။အဲ့တော့တိုင်းပြည်ဟာဒီလိုအေးချမ်းနေတာကိုဘဒုကတောင်းချမ်းလိုက်လို့ဖြစ်သွားတာလေ။ရှင်းရှင်းလေးလားမင်းအောင်နိုင်တောင်းချမ်းတော့တိုင်းပြည်သူလိုဖြစ်တာလေ။အဲ့တော့မြန်မာပြည်ရဲ့တောင်းချမ်းသူဆိုတာဒီမခံနိုင်တော့ကိုယ့်ကိုပြန်လဲခုခံတဲ့ပြည်သူတွေတာတောင်းချမ်းသူလားဒီတိုင်းပြည်ဒီလိုပွားရအောင်လုပ်တဲ့မင်းအောင်နိုင်ရဲ့တောင်းချမ်းသူလားရှင်းရှင်းလေးတော့ ကိုလူရကိုဆွဲပြောလို့မရဘူးလေဟုတ်တယ်မလားစကားတခုဆိုတာအဲ့တော့အဲ့တော့ထိုင်းနိုင်ငံကလူတွေဟိုကျွန်မမေးချင်တယ်ပေါ့ထိုင်းနိုင်ငံကဒီနေရာကနေမေးချင်တယ်ကျွန်မစကားနားလည်လဲမလဲလဲဟိုတိရတူဒီဗီဒီယိုဖိုင်ကပပြပြီးတော့ဘာသာပြန်ပြလိုက်ကြဗျာမှန်တယ်မှန်မှန်သူသူဗီဒီယိုဖိုင်ကပပြအောင်မှန်သူထင်တယ်သူ့ခေါ်ချနေတာဘာတွေအောင်မေးတာမသိဘူးဟမ်တစည်းဦးဟောကျွန်မပြောချင်တယ်အခုကျွန်တော်ထိုင်းနိုင်ငံကိုဒေါ်လာပုံကံမဲ့သူတွေကျွန်တော်ထိုင်းအစိုးရကျွန်တော်ထိုင်းဘရင်တပ်မတော်ကိုဒေါ်လာပုံကံမဲ့သူတွေကျွန်တော်မြန်မာနိုင်ငံမှာမြန်မာကျွန်တော်ခေါ်ထားမယ် ခေါ်ပြီးကွန်မန်းပေးခိုင်းမယ်။ဘာလို့မြန်မာနိုင်ငံထဲမှာနေနေပြီးတော့အဲ့လိုထိုင်းဆိုးရအောင်ပုံကံအဲ့မှာပုံကံမဲ့သူလိုမျိုးဒီကနေ့ကွန်မန်းပေးဒီကနေ့ပဲကွန်ထရိုးလုပ်ဒီမှာစင်မြအစိုးရဖွဲ့နောက်ဖွဲ့ပြီးဒီကနေ့ပြီးကွန်မန်းပေးပြီးတော့ထိုင်းအစိုးရကိုပုံကံခိုင်းစတိုင်းပြခိုင်းဘာလို့မြန်မာနိုင်ငံမှာအိစိတ်နေဆိုကျွန်တော်တို့အဲ့လိုခေါ်ထားပေးမယ်ရမလားရမလားအဲ့လိုဘယ်ရမလားကလေးစကားတွေကွာဟမ်ထိုင်းနိုင်ငံဆိုတာအခုလက်ရှိတော်လှန်ရေးအင်အားစုတွေကိုလက်ခံထားတယ်ပေါ့နော်ထားလက်ခံထားတယ်ပဲထားဒါဘယ်လိုပုံစံလွတ်လပ်စွာလုပ်ခွင့်ရတာမရတာဆိုတာဓမ္မနေရဲ့လူတွေအားလုံးသိတယ် ဒါမဲ့ထားပါလက်ခံထားတယ်ပဲထားထိုင်းနိုင်ငံတနိုင်ငံသဘောထားနဲ့အဲ့တော်နိုင်ငံဆိုပြီးလက်ခံထားလို့ရတယ်ကဘာလုံးကမင်းတို့စစ်တပ်ကိုလက်ခံနေပြီထိုင်းနိုင်ငံတနိုင်ငံနဲ့အဲ့ဒီတကဘာလုံးနဲ့စန့်ကျင်ပြီးတော့တော်နိုင်ငံဆိုပြီးဘက်ကိုလက်ခံထားလာထားလို့ရတယ်အဲ့ဒါအပြည့်ရှင်းနေတယ်တကဘာလုံးကမင်းတို့စစ်တပ်အာဏာလုတာအာဏာသိမ်းတာအကြမ်းဖက်တာကိုလက်မခံဘူးလေလက်မခံတဲ့အတွက်ထိုင်းလက်တကဘာအများနည်းတူပဲသူလဲကူညီနိုင်တဲ့နာကိုကူညီတယ်ဒီပြည်သူတွေကို မင်းတို့ဘက်ကလည်းဖိမဘက်ကဖိမပေးရလေဒါတော့မတက်နိုင်မဲနဲ့ထိုင်းနိုင်ငံအကျင့်မကောင်းတဲ့နိုင်ငံဆိုပြီးတော့ပြောရပေါ့โอเคโอเคခေါ်လာမိဘာလို့ရင်ခံပါလားအဲ့စကားကိုကျွန်တော်မေးချင်တယ်နောက်ကျွန်တော်ထိုင်းနိုင်ငံမတော်မရောက်တာတော်တော်ကံကောင်းတယ်ကျွန်တော်ရောက်လိုက်လို့သွားမိမှာအဲ့တော့ထိုင်းနိုင်ငံလူတွေကခေါ်လာခဲ့ပါခေါ်လာခဲ့ပါသွားမိမှာဘယ်လိုသွားမိလို့လဲမသိဘူးဟမ်အာသူတို့ထင်တယ်သူတို့သူ့နိုင်ငံအဘအိမ်များအောက်မေ့နေတယ်ဟမ်ဘယံမကစီးမရှိကမ်းမရှိပေါ့လို့ပဲစားတိုင်းပြည်ကိုအုပ်ချုပ်နေတဲ့လူမဟုတ်ဘူးသူများနိုင်ငံက စီးနဲ့မူနဲ့မူဟာရနဲ့တုဘောင်နဲ့သွားတာဟမ်မတူထိုင်းနိုင်ငံလည်းလာမေးဦးမယ်မဲလာမေးဦးတယ်ကျွန်တော်အဲ့ဒီကောင်မေးတယ်မှသိချပါတယ်နော်အဲကျွန်တော်လည်းဒီပွဲကြီးတက်နေရထိုင်းရလူကြီးနဲ့ကျွန်တော်တိမ်မတွေ့ရသေးတွေ့ပြင်ကျွန်တော်မေးမှာဒီချောင်းမေးမှာအဲ့လိုလေဆိုအာမင်းငါတို့ငါတို့နိုင်ငံတော်အစိုးရငါတို့နိုင်ငံတော်ဒေါ်တာပုဂံဒီရဲ့သူတွေကိုကြာငါတို့နိုင်ငံထဲမှာလက်ခံထားတာဆိုမင်းတို့နိုင်ငံတော်နိုင်ငံတော်ဆိုတော့မင်းတို့မင်းအောင်နိုင်ကိုငါတို့နိုင်ငံတော်အစိုးရကိုပုံကန်းဆိုမင်းတို့မင်းအောင်နိုင်ကိုနိုင်ငံရဲ့အစိုးရကိုဘယ်လိုတတ်မှတ်ပေးထားလဲဟုတ်အကောင်းကြီးရပါ နော်ဒီဒီစစ်တပ်ကိုထောက်ခံနေတဲ့အတိုင်းဝန်ဒီဗီဒီယိုကြည့်ဝိုင်းတစ်ချက်တော့ပြောပြပါဟမ်ကဘာလက်ခံပေးတာကဘာလက်မခံပေးတော့မှမင်းတို့အားပေးထောက်ခံနေတဲ့အခုတရုတ်နဲ့ရုရှားကမြန်မာနိုင်ငံတရားဝင်အစိုးရဟာမင်းအောင်နိုင်ခေါင်းဆောင်နဲ့အဖွဲ့ပါလို့လက်ခံပေးထားလားမင်းအောင်နိုင်ကိုစစ်တပ်ခေါင်းဆောင်တရားဝင်တွေနဲ့လက်ခံတာရှင်းရှင်းလေးနော်ဒီတို့ကအားပေးထောက်ခံတဲ့တိုင်းပြည်တရုတ်နဲ့ရုရှားတောင်မှမြန်မာနိုင်ငံတရားဝင်အစိုးရလို့အတိအမှန်မပြုထားတာကိုနေလို့ပစက်ကနေလို့အချက်မရှိကျွန်မတို့နေကတရားဝင်ဆွေးရပန်းညာဟမ် ဟာဒါတိလာအောင်တော့ငါပုံစံနဲ့ဒီလိုမျိုးမနိုင်တဲ့နေမှာလက်ခံထားမယ်။သူကသူစိတ်တော့30တိုင်ကတော့80တိုင်ကြီးနဲ့ပဲစောက်ပြီးနေနေငါတို့လက်ခံထားပြီးလိုက်မယ်။သူကသူအမေတို့ထိုင်းဘက်ငွေတွေတန်းနဲ့ချီပြီးတော့ပဲယူလာယူလာငါတို့ငါတို့ဘာကြီးကလက်ခံထားပြီးလိုက်မယ်။သူရဲ့ပိုင်ဆိုင်မှုတွေအေးစေးထားပြီးထားပြီ။ပြီးရင်သူစိတ်ကြငါတို့အဲ့မှာထိုင်းနိုင်ငံကြီးမတိမငင်ဖြစ်အောင်ထိုင်းနိုင်ငံကြီးအချိန်ပင်းရဲ့ထိုင်းဆိုရတွေကိုဒါဟိုတော်လံပုံကံမဲ့သူတွေသူကသူဘာတွေပဲပြောနေပေါ့နေဘလို့ပဲကွန်မန့်ပေးနေပေးနေငါတို့အေးစေးသူ့ကိုထားလာမယ်ဆောက်ရှောက်ပြီးထားလိုက်မယ်ဆိုရင်ခင်ဗျားတို့လက်ခံပါလား။ထိုင်းတွေငါတို့လက်ခံပါလား။အင်း ငါဟာထိုင်းဆိုနင်တို့တခွန်းနဲ့ပြန်မေးမယ်ငါတို့ထိုင်းအစိုးရကနင်တို့မြန်မာစစ်ခွေးတွေလို့ပြည်သူပေါ်ရုပ်မာနေလို့လားအဲ့တခွန်းမမေးမှာတိလာတော်လန်နေဆိုတိုင်းမတူဘူးနော်ကိုယ့်အကိုကိုယ့်အဆင့်ကိုတိမြန်မာထိုင်းနိုင်ငံကစစ်တပ်တွေရဲတွေလက်နက်ကင်အဖွဲ့တွေဟာထိုင်းနိုင်ငံသားတွေပေါ်ဘယ်လိုစေတနာထားအုပ်ချုပ်လဲနင်တို့မြန်မာပြည်ကစစ်ခွေးတွေဟာတိုင်းသူပြည်သူပေါ်ဘယ်လိုအုပ်ချုပ်လဲရှင်းရှင်းလေးတကဘာလုံးတိတယ်နင်တို့ကလိုက်ဖုံးနေတာ အဲ့အဲ့လိုသွားမေးစောက်ဆက်ပွဲမှာငါပြောသလိုဟောတခုံးပြန်မင်းမနေကိုထိုင်းနေကိုဘာအောင်မေးလို့လဲတိလာတခုံးမင်းကိုပြန်မင်းမငါတို့ထိုင်းနိုင်ငံထိုင်းနိုင်ငံကအုပ်ချုပ်သူတောင်းတထီကြီးကနေတို့မြန်မာပြည်ကစစ်ပွဲခေါင်းဆောင်တွေလို့တီတိုင်းပြည်နဲ့ပြည်သူပုံရုံမှထားလို့လားရုံမှနေလို့လားနော်ရှင်းတယ်နော်မှတ်ထားပြည်သူရွေးချယ်တဲ့အစိုးရလက်ထက်မှာတပုံနှုတ်လို့ရှင်ပြည်သူကအဲ့တပုံအားပေးမှာမဟုတ် ဒါပေမဲ့နေတို့အာနာယူနှစ်ထပ်မှလှုပ်တဲ့တဘုံမှန်ပြည်သူကအားပေးတယ်အဲ့ဒါတဘောတော့နိုင်ငံတိုင်းရဲ့တက်ရောက်မှုပဲနော်အဲ့တော့ထိုင်းနိုင်ငံမှာအခုလက်ရှိထိုင်းနိုင်ငံအစိုးရသူ့နိုင်ငံသူကောင်းအောင်လုပ်နေတယ်အစိုးရဘူဝါဒနဲ့အမည်နဲ့ပြည်သူအခွင့်အရေးအပြည့်အဝနော်ဘယ်လောက်ကြီးပြည့်ဝလဲထောက်ပံ့ကြီးတော်ပြည့်တယ်ပေးတယ်တဝက်ဝင်တဝက်ပဲပေးရတဲ့စနစ်တွေတော်လှုပ်ပေးတယ်အဲ့လိုလုပ်နေတဲ့အစိုးရတက်ရောက်ကိုထောက်တော်လှန်မယ်ဆိုတဲ့သူကရော လူကောင်းဖြစ်မလားလူဆိုးဖြစ်မလားဟမ်အဲ့တော့လက်ရှိမြန်မာနိုင်ငံအေးချမ်းနေတဲ့တိုင်းပြည်အာနာတိန်နဲ့အာနာတိန်တော်မလုံနဲ့ပါလို့ငိန်ချမ်းစွာဆန္ဒပြတဲ့ပြည်သူကိုနှစ်လပိုင်းတရက်နေမှာအာနာတိန်ပြီး၃လပိုင်း29ရက်နေမှာလူ900တပ်ပလိုက်ပြီဟွန်းတူလားနေတော့နဲ့ဆောက်ရှင်းမရှိနှမ်းရှိရဲတဲ့ဟမ်ကိုဆောက်စင်ကိုမတိတဲ့အောက်ကန်းစားတဲ့ င်ငံနဲ့လက်ရှိတော်လိုင်းအင်အားစုဘက်ကိုလှုပ်ချင်တာလှုပ်တိုက်တယ်လို့လုပ်ငါတို့ free လုပ်ပေးတယ်လှုပ်ပေးထားတာမဟုတ်ဘူးသူ့ဘောင်နဲ့သူ့စည်းကမ်းနဲ့သူ့လှုပ်ဖွင့်ပေးထားတာတော်လက်နက်ကိုင်အတွက်လက်နက်ကိုင်နဲ့လုပ်ငန်းတွေအတွက်ထိုင်းမှာလှုပ်ဖွင့်မပြုဘူးပေးတဲ့ခေါင်းစဉ်မှန်သမျှစစ်ဘေးရှောင်ကိုကူညီထောက်ပံ့မှုလုပ်တာလူတိုင်းစာနာထောက်ထားမှုဆိုင်ရာခေါင်းစဉ်အောက်မှာသူတို့လက်မခံလို့မရဘူးသူများနိုင်ငံတွေကဘာဖြစ်လို့လက်မခံလို့မရတာဒီလားသူများနိုင်ငံအစိုးရတွေက လူကိုလူလိုအုပ်ချုပ်တယ်လူတယောက်ရဲ့အခွင့်အရေးကိုကာကွယ်ပေးထားတယ်နော်မင်းတို့နိုင်ငံမှာလို့ညဘက်ဆွဲဝါမနဲ့အလောင်းလာဖို့တဲ့တိုင်းပြည်မဟုတ်ဘူးတိလာတန်ရန်တန်ရန်ကိုပြောကိုစောက်စင်ကိုတိနော်အဲ့ဒါလေးမေးစင်ဒီအဲ့ဒါလေးမေးချင်တာရှိတယ်အဲ့တော့ကျွန်တော်တို့ကိုချင်းစာပါနော်ကျွန်တော်တို့နိုင်ငံဇူနိုင်ငံသားတွေကျွန်တော်တို့အေးချမ်းနေချင်ပြီနော်ကျွန်တော်နိုင်ငံကိုတာမိုင်းနေတရက်တွေထအောင်လုပ်နေသူတွေကိုပတ်ပြောက်စီချင်ပြီအဲ့တော့ information တရက်မှလည်းမေးထားတယ်အဲ့တော့ဒီထိုင်းနိုင်ငံထိုင်းမြန်မာတန်ရန်အနေနဲ့လည်း အဲတခုခုပေါ့နော်အတိပေးရပဲဖြစ်ဖြစ်တတိပေးရပဲဖြစ်အကြောင်းကြားတာပေးရပဲဖြစ်ဖြစ်ဆောင်ရွက်ပေးပါကျွန်တော်တို့ကတော့လက်မခံပါဘူးနော်ကျွန်တော်တို့ကလက်မခံလက်မခံဖင်ခံလေနင်းနင်းလက်မခံဘယ်လိုမှပစောက်ကူးဆက်ကားဘူးဟမ်လက်မခံဖင်ခံလိုက်မှနင်းဘာလို့ညီမသွားသိလားဟမ်မတော်လက်မခံဘူးတဲ့မဟုတ်အင်္ဂလိပ်နိုင်ငံဖြစ်ပြီးတော့အင်္ဂလိပ်ကောင်မပီးတတဲ့ထိုင်းနိုင်ငံရဲ့လုပ်ရတဲ့ကိုကျွန်တော်တို့ရှုံချပါလေဖြစ်နေတယ်ကျွန်တော်ဆန်းမကံပြောကိုဆန်းအောင်ပြတင်သေးရအမေချာ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 လာထိုင်းနိုင်ငံလာပြလာဟမ်လာပြလာဒီမှာ ဟာဒုက္ခပဲဟမ်ဟောကွာကောဒါအများကြီးမလုံနိုင်သေးလို့ကျွန်တော်ကလုတ်ဆရာရေယူကပေါ်နေပတ်သက်လို့လုတ်ဆရာအများရှိတယ်လို့ဖြစ်နေတဲ့ကိုတော့ဆက်လာပြကြင်လားကျွန်မရဲ့စိတ်ရင်းပါဒါတော့ထိုင်းနိုင်ငံရဲ့မကောင်းတဲ့အချင်းစရိုက်တွေအကြောင်းညွှန်ပြပြတာဖြစ်ပါတယ်အဲ့တော့နှစ်ချက်ရှိသွားပြီနော်ဂျာပန်နဲ့ပတ်သက်ပြီးတော့လည်းထိုင်းနိုင်ငံရဲ့မြန်မာနိုင်ငံပေါ်စိတ်ထားအခုလည်းဒီဟိုအကြမ်းဖက်သမားတွေနဲ့ပတ်သက်ပြီးတော့ထိုင်းနိုင်ငံရဲ့အချင်းအဲဒါတွေကျွန်မဒီနေ့ထုတ်ပေါ်ပြချင်ရဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ ဟိုဆရာတော်ဖျားကြီးပေါ့နော်အိန္ဒိယမြန်မာသာသနာ့ဆရာတော်ဖျားကြီးတော်ဝိတုဒ္ဒနဲ့ပတ်သက်ပြီးတော့ပြောရှင်ပါတယ်အဲမင်းညာကတော့တရင်းနေတော်ဟန်တက်လာတယ်ဆရာတော်ဖျားကြီးတွေ့ပြီးဆိုကျွန်မအပြော်နေအောင်ရှိတယ်နောက်ကနေပြောကိုကျော်တို့ကပြန်ပြောတယ်မလွတ်သေးဘူးဆရာတော်ဖျားကြီးကဟာဘယ်တရင်းအမှန်ပဲမသိဘူးတို့ကြတယ်တောင်ဖူလာဆရာတော်ဖျားကြီးကမိန်တို့တောင်ဖူလာဆရာတော်ဖျားကြီးကဟောသွားကြည့်ရတယ်ဆရာတော်ပြောထားတာသူဖုန်းပြောရတဲ့အတိုင်းပိုင်းလို့သူတင်ထားတာဟုတ်လားဗာလဲဆိုတော့အဲထားတောင်ကူကတော့ဆရာတော်ဖျားကြီးရည်ဆိုတဲ့ပုဂ္ဂိုလ်ကပုဂ္ဂိုလ်နဲ့အတောင်ဖူလာဆရာတော်ဖျားကြီးနဲ့ဖုန်းပြောတာပေါ့ဆရာတော်ဖျားကြီးကိုထားတောင်ကူကတို့ပြီးတော့ပြောတယ်ဒါပေမဲ့ဆရာတော်ဖျားကြီးအကြောင်းတော့မရောက်သေးဘူးလေအဲ့အတိုင်းပိုင်းလေးပါတာ ူပြောတယ်မှာလည်းရှင်းပါတယ်သူတို့သိတာလေးသူပြောပြတာလေသူဝမ်းသာကြတယ်ဝမ်းသာရအောင်စိတ်ပုံနေကြတော့ဝမ်းသာရအောင်လို့သူသိတာလေးသူပြောပြတာအကြောင်းတော့ရောက်မလာသေးဘူးအဲကျွန်မအဲ့တောင်ပိုင်းလေးကိုပဲအရင်ဆုံးကြည့်ပြီးတော့ဒီထဲမှာမလို့လိုက်တယ်အော်ဆရာတော်ဖျားကြီးဒီကလွတ်တော်ကြီးထင်တာပဲပေါ့နော်ဘာလို့လွတ်တော်ကြီးလိုမျိုးလေးအရာတာလို့ကျွန်တော်တနေရာမှာရှိနေတော့ပြီးအဲသူ့ရဲ့ဒီဟာညီလေးမိသားစုတကာတကာမလေးကိုဆက်သွယ်ပေးရအတွက်ကိုတော်တော်ပါကျမကြီးအနေထားရအဆင်ပြေသေးလို့မဆက်သွယ်သေးတာလားမသိဘူးပေါ့ဒါလေးထမတာတွေးမိလိုက်သေးရဲ့ဘာဖြစ်ဖြစ်ပါကျွန်တော်ပြောရလို့စိတ်ကြပါရဲ့။နောက်ဆရာပြန်ဟိုမလွတ်သေးရလားလွတ်ပြီလားတခြားမသိပြီမဲ့စိတ်ရင်းနဲ့ကိုဆရာပြန်ရုံနှောက်စိတ်ကြပါရဲ့။ အော်အဲ့ဆရာကဘုရားကြီးတပါးလည်းလွတ်မြောက်စေချင်တာလားလက်ရှိမင်းအောင်လည်းဖမ်းဖယ်ထားတဲ့ထောင်ထဲကတန်ခါတွေရောမလွတ်စေချင်ဘူးလားဟမ်အော်အဲ့ဒါလည်းကြတော့မလွတ်စေချင်ဘူးပေါ့ဟုတ်လားနင်တို့ရဲ့ဗုဒ္ဓဘာသာကဘုံကြီးချင်းတူတောင်ဟိုမတူဘူးပေါ့အဲ့လိုခွဲခြားထားတာလားဟမ်ပီရီးတွေဖမ်းတဲ့အဲဘုံကြီးကြရင်လွတ်စေချင်တယ်နင်တို့စစ်တပ်ကဘုံကြီးကြရင်တော့ထောင်ထဲမှာတည်နေပြီအဲ့လိုလားဟမ်အော်တော်တော်နင်တို့ရဲ့စိတ်ဓာတ်တွေကဘယ်လိုပြောမလဲဘလောက်ပဲနင်တို့ကပြောနေပြောနေပြီစီ ဒါကြောင့်မို့လို့ကျွန်တော်အခုကျွန်တော်ဆိုလိုင်းပေါ်မှာစကားပြောတယ်နော်ကျွန်တော်စကားတတ်နေလို့မဟုတ်ကျွန်တော်ပညာရှိဖြစ်နေလို့မဟုတ်ဘာဖြစ်လို့ကျွန်တော်တိတလောက်ကိုအမှန်တရားပေါ်အခြေခံတယ်ယင်ထဲမှာရှိတဲ့အမြင်အတိုင်းပြောတယ်ပြီးလေအခုတို့တွေဆိုရင်ဒါကျွန်တော်တို့လက်နော်နိုင်ငံတော်အဆင့်လောက်နေကျွန်တော်တို့လက်ပို့ပြီးတိတိမဲ့ပို့တိုက်ရင်တတ်လိုက်မယ်နော်အဲကျော်စိုးဦးတို့ကျော်မျိုးမင်းတို့ဒဇင်ဦးတို့စတဲ့ဖြစ်ပေါ့နော် အဲဒါလည်းဆိုရင်ဘုရင်ကပြောသလိုပေါ့တို့ရဲ့ဆရာကြီးတွေပညာတတ်တွေပေါ့တို့တို့ဟုတ်တယ်ကျွန်တော်တို့လည်းပုံတက်ခြင်းတက်လိမ့်မယ်။ဒါပေမဲ့ဘာဖြစ်လို့တို့စကားတွေကပေါ့လို့ပဲစားဖြစ်ရင်တိလာမဟုတ်တန်တရားပေါ့အခြေခံလို့ဘလောက်ပဲပညာတတ်နေပါစေဘလောက်ပဲစာတတ်နေပါစေနော်မဟုတ်တန်တရားပေါ့အခြေခံပြီးရှောက်လန်းနေတဲ့လူပြောက်ကဘယ်တော့မှမလုံတော့ဘူး။ Okay ကိုစီဂျေဇုအထူးတင်တဲ့အောက်တန်းစာမကိုဆုံးမသွားတာအမတန်မှအားရဖို့ကောင်းပါတယ်ထိုင်းနိုင်ငံထိပါလာပြီးတော့တောင်ဆန္ဒပြအောင်မယ်တဲ့လာခဲ့လေ လာခဲ့အမှန်တရားချစ်တဲ့ဓမ္မဘက်တော်သားတွေအားလုံးနေ့ကိုစီးကြိုနေတယ်နောက်ပြီးတော့သူတို့ရဲ့စိတ်သက်တွေနော်ပညာတတ်တွေဖြစ်နေပြီးတော့အမှန်တရားကြီးကိုဖုံးကွယ်ထားပြီးမဟုတ်တာမမှန်တာကြီးကိုဓာရီရအမှန်မှဓာရီရမှတကယ်ကောင်းပါတယ်လို့ပြောရတဲ့တတိကိုတော့သူတို့တွေလေးစားဘူးကောင်းတယ်နောက်တစ်ချိန်သူ့မိသားစုသူ့မျိုးဆက်ဆိုတာကြီးကိုမစင်စားပြီဘူးလားမသိဘူးနော်ဒီကောင်းမကြီးဆိုသွားပြီဒီဘဝတစ်လျှောက်လုံးဘယ်တော့မှတမိုင်းလှမဲ့နာမည်လှမဲ့လူမျိုးတွေမဟုတ်ဘူး အဲ့တော့အောက်တန်းသား lobby တွေကိုကျွန်တော်ညီနောင်တွေးချင်းနေကြားချောင်းချောင်းနေပါအဲတွေးခဲ့လို့မိခဲ့လို့ရှိရင်လည်းပြည်သူကိုအကြောင်းကြားပေးပါလို့တောင်းဆိုရင်းနဲ့ဂျေစုတင်နဲ့ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့ဓမ္မပတ်တော်သားတယောက်ချင်းဒေါ်လာနေတဲ့လေးပါလို့ဆုတောင်းရင်းနဲ့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့